ားလုံးပဲမင်္ဂလာပါရှင် ရောပရိသာ channel မှာကြိုဆိုလိုက်ပါတယ်ဆရာနီလင်းညိုရဲ့နတ်စီတဲ့အိမ်မက်ဆိုတာဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်နတ်စီတဲ့အိမ်မက်ဆိုတာအပိုင်း6အပိုင်းခါခွေဈေးမှကျွန်တော်ပြန်ရောက်ချိန်အထိကိုလိုင်ဘွားကအိယာမမနိုးသေးအိမ်ရှိဧကန်းချင်းချင်းလေးတွင် ထောင်ထားသော သူ့ချနောင်ထဲမှာအိတ်လို့ကောင်းတော့မင်းရှိနေသေး၏အိမ်ရှိနှင့်အိမ်နောက်ကိုခြားနာထားသည့်သုံးထက်သားနေရန်ထက်မှနိုင်ကိုလှမ်းကြည့်လိုက်တော့မနဲ့ရှိနိုင်ခွဲတော်မီလက်ထဲမှာကြွကြွအိတ်အထုပ်များဖြင့်မြေဆိုင်တစ်ထပ်ပြင်အောင်အိမ်လေးပေါ်သို့အတန်မမီအောင်သတိထားကကျွန်တော်တက်ခဲလိုက်သည်အခြားကြောင့်တော့မဟုတ်ရပါညတော့ကဗနနာရီမှဝင်အိမ်မန်းမသိတော့ကိုလိုက်ဘွားအားကျွန်တော်ကြောင့်နူးမသွားစေချင်တာမို့သာဖြစ်၏ဟုတ်သည် ညတော့ကတက္ကသိုလ်ရိပ်သာလမ်းရှိကျွန်တော်စပွဲထိုးအလုပ်လုပ်တော့စားတော့ဆိုင်မှနေအိမ်ပြန်ရောက်သည့်ညတနားထိုးကန်သည့်အချိန်ထိ သူကမအိပ်သေးသူ့အလုပ်ဖြစ်တော့မဂ္ဂဇင်းတရုပ်ဖို့ပကြီတွေကို စိတ်ပါဝင်စားစွာထိုင်ဆွဲနေခဲ့တာတွေ့ရ၏မအိပ်သေးဘူးလားဟုကျွန်တော်မေးခဲ့တာတောင်သူကမော်မကြည့်ခေါင်းခါရင်းဒီ၃ရက်အတွင်းဓာရီအပြီးဆွဲရမှာဟုပြန်ပြောခဲ့သေးတာမို့ ျွန်တော်လဲညစာစားပြီးနောက်အတွင်းဘက်မှ ကျွန်တော်အခန်းထဲအရင်ဝင်အိပ်မိခဲ့တော့တာစကားမဆက်ပြောရမည်ဆိုရင် တောင်းကလာရှိဒီလုံးချင်းအိမ်လေးတွင် ကျွန်တော်နှင့် ကိုလိုင်ဘွားတို့နှစ်ယောက်ဆက်တူငှားနေခဲ့ကြတာတလကြော်ကြော်ခန့်ရှိခဲ့ပြီးဖြစ်၏ငှားပြစ်ခဲ့ပုံကနည်းနည်းတော့ထူးဆန်းပါသည် ကိုလိုင်ဘွားနှင့်ရန်ရှင်းသည်သောတငယ်ချင်းလူလူတစ်ယောက်ကဒီအိမ်ကိုတနှစ်စာချုပ်ဖြင့်ငွေအကြေးချေကအရင်ငှားနေခဲ့တာဖြစ်သည် သို့သော် သူငားပြီး2လ3လလောက်သာနေရသေးသည်ထိုလူအလုံးလုံးနေသော ကုမ္ပဏီကသူ့အားရာထူးတိုးဖြင့်တောင်ကြီးရှိကုမ္ပဏီခွဲသို့ဆေလွတ်လာ၏ထိုအခါထိုလူကကိုလိုင်းဘွားအားခင်မင်ရင်းဆွဲရှိတာမို့သူနေဖို့ကြံသည့်လများအတွက်ထိုအိမ်တွင်ဆက်နေမလားဟုမေးလာသည် သို့သောအလကားတော့ပေးမနေနိုင်ငားကအားတဝက်စည်းဖြင့်လျှော့ပေးမည်ဟု ဆိုလာခဲ့၏ကိုလိုင်းဘွားကလည်းကျွန်တော်ကိုတဆင့်ပြန်တိုင်မင်လာသည် လလောဆယ်လခသသိန်းဝင်းကျင်လောက်ပေါက်ဈေးရှိနေခဲ့သောအိမ်တလုံးအားတဝက်ဈေးဖြင့်သူနှင့်ကျွန်တော်ဆက်တူငှားနေကြမလားဟု နောက်ပြီးထိုအိမ်တွင်နေလျင်နှစ်ယောက်သာနာရီပါရီလွတ်လွတ်လပ်လပ်ဖြင့်ကြဲကြဲဝင်းဝင်းနေလို့ရမည် ရေမီစတာတွေလည်းကိုစိတ်ကြိုက်သုံးနိုင်မည်သူလည်းအရင်တုန်းကလိုမြို့တဲကတငယ်ချင်းများ၏စတီရီယိုကျင်းကျင်းလေးတို့နေ့တိုင်းသွားကပကြီဆွဲเสียရမလို့တော့ပြီးတော့ ကျွန်တော်နောက်ထပ်ရှာလို့ရတော့အလောက်ကလည်းညနေမှပြန်ရတော့ဇပွဲထိုးအလုံးမှုအဆောင်ပိုင်းရှင်ကိုထွန်းကို အာနာနေစရာမလိုတော့ထို့ပြင်တဝက်ဈေးဖြင့်နှစ်ယောက်ဆက်တူဆိုရင်ယခုလက်ရှိပေးနေရတော့အဆောင်လာကထက်ဘလောက်မှလည်းပိုမများပိုအဆင်ပြေတာကကြံသည့်ကိုလာစာအင်္ဂါလာခအားတလုံးတစ်ခဲတည်းပေးစရာမလိုပဲသူ့တငယ်ချင်းအား၃လတစ်ချိန်ဖြစ်ဖြစ်ပေးနိုင်ကြောင်း စသည်ဖြင့်အခြေအနေရက်ရက်ကိုသုံးသပ်ပြကသူကတော့နေခြင်းသည်ဟုဆိုလာခဲ့သည်ကိုလိုင်ဘွား၏တိုင်ပင်မှုအားကြာကြာချင်းရှင်းချက်မရှိကျွန်တော်ချက်ချင်းလက်ခံခဲ့၏တခြားအစဉ်ပြေတာမပြေတာတွေကျွန်တော်ဘေးချိတ်ထားနိုင်ပါသည်ဒီဆောင်မှာကိုလိုင်ဘွားမရှိဘဲကျွန်တော်တယောက်တည်းကြံမနေခဲ့ခြင်းမှာအခြားကြောင့်တော့မဟုတ်ကျွန်တော်အမွေပြက်ဆွန့်လွတ်ခံခဲ့ရပြီးဒီနောက်ပိုင်းတွင် ကျွန်တော်ဖြစ်ရအလုံးစုံကိုသိရှိသွားခဲ့သော ကိုလိုင်ဘွားက ကျွန်တော်အပေါ်တွင် သူညီတယောက်လို့ gyrosite ရှိလာခဲ့တာမို့ပင်ဒီတွေ့ခါစတုံးက ADSA ပုံစံတွေလောက်ခဲ့တာသူမဟုတ်တော့တယ်လို့ကျွန်တော်ကလည်းတူဒီတော်သားတယောက်ဖြစ်ခဲ့ရသူပြီးပြီးကိုလိုင်ဘွားအားအကိုရင်းတယောက်ကောက်ရလိုက်တယ်လို့တွေ့တာလာမိခဲ့ဤအမြဲတမ်းသူနှင့်စိုးတိုင်မင်ကောင်းတိုင်မင်လို့ရင်ခံစားရသမျှအဖြစ်တို့ကိုယုံကြည်အားကိုးစွာရင်ဖွင့်လို့ရနေခဲ့တာမို့ကံကြမ္မာက ကျွန်တော်အားဒီတခါတော့မျက်နှာသာပေးခဲ့ပြီးဟူတောင် ထင်ခဲ့မိသေးတာ။ ထို့ကြောင့်ကျွန်တော်အဆောင်နေသက်၃လပြည့်ခန့်နီးလေးတွင်ဒီအိမ်လေးကိုကျွန်တော်တို့နှစ်ယောက်ပြောင်းနေခဲ့ကြတော့တာဖြစ်၏မိဖို့ချောင်ထဲသို့ကိုဖော့ပညာဖြင့်ကျွန်တော်ဝင်ခဲ့သည် ကိုလိုင်ဘွားအတွက်ဝယ်လာသောမွေငါထုပ်ကိုနယံမှတန်ငုတ်တွင်အရင်ချိတ်ရသည်ပြီးမှကြံထုပ်အားထမင်းစားစပွဲပေါ်တင်ထားလိုက်၏နောက်အတွင်းမှကျွန်တော်တယောက်တည်းအိတ်သောအိတ်ခမ်းလေးထဲသို့ဝင်ကဈေးသွားထားသောအဝတ်အစားများကိုလဲသည် မိဖို့ချောင်သေးသို့ပြန်ရောက်တွင်ကျွတ်ကျွတ်အိတ်အကြီးထဲမှငခု၆កောင်ပါသောအထုပ်တထုပ်မုံလာဥနှင့်အခြားတိုလီမိုလီများအားတစ်ခုချင်းစီထုပ်သည်ကျွန်တော်ဝယ်လာတာကကိုလိုင်ဘွားဤညွန်ကြားမှုတိုင်းဖြစ်သည်သူကဒီနေ့မုံလာဥချင်းရေငခုကျော်နှင့်ငရုတ်သည်စားထောင်ချက်စားမည်ဟုအိုးတကြီးပီပီမင်းညားကကျွန်တော်ကိုမှား၏ကိုလိုင်ဘွားအားအိုးတကြီးဟုကျွန်တော်ခေါ်တာအခြားကြောင့်တော့မဟုတ် ပြောရမယ်ဆိုဒီအိမ်လေးအရောက်တွင်ကျွန်တော်တို့နှစ်ယောက်ဇေယိမြခန်ကအိမ်မာသာချက်စားဖြစ်ကြ၏ကိုလိုင်ဘွားကဟင်းချက်တက်သည် နေ့တိုင်းသူပဲချက်သည် စားလို့လည်းကောင်း၏အဆောင်မှနေတော့ငါဆိုသူ့ပုံစံကြီးနဲ့ဒီလိုမျိုးဟင်းချက်နေတက်လိမ့်မယ်လို့တောင်ကျွန်တော်ထင်မှားခဲ့မိတာအမှန်ကျွန်တော်ကတော့ဘာမှမရထို့ကြောင့်သူခိုင်းသည့်အတိုင်းဈေးဝယ်ပေးရ၏သူဟင်းချက်ဖို့ပြင်လင်ပြီးမှစက်သွန်ဝိုင်းနှွာပေးရ၏ငြိုပ်သည်ထောင်းပေးရ၏သို့တော့ အိမ်မှာဘာမှမလုပ်ခဲ့ရသူမို့ကြက်သွန်နှွာရင်ကျွန်တော်မှမျက်ရည်ကျရ၏ရံဖန်ရံခါတွင်ဓာရှရသည်ကစွန်းရွက်ချွေလင်အရင်တွေပါ ရောပါတတ်၏မြုပ်သည်ထောင်းလင်တခါတလေမျက်စီထဲဝင်ကအော်ရဟိရသည် ထိုအခါမျိုးများတွင် ကိုလိုက်မွားကကျွန်တော်အားဖင်ပိတ်ကံကအလကားကြောင်ချီးကောင်ဟုခဏခဏချီးမွမ်းတတ်တာမို့ကျွန်တော်မှမခံချိမခံတာဖြစ်ရစမြဲအိမ်ရှိသို့တစ်ချက်ကဲ၍ကျွန်တော်လှမ်းကြည့်လိုက်သည် ခြေနောက်ထဲမှာကိုလိုင်းဘွားကတုတ်တုတ်တောင်မလှုပ်သေးကြည်ရတာဒီမနက်ခတိုင်းထက်ပို၍သူအိယာထနောက်ကြတော့မယ်ပုံဒါဆိုသူမနိုးခင် သူနိုးလာတဲ့အခါအံ့ဩဝမ်းသာသွားအောင်ကျွန်တော်တခုခုကြိုလှုပ်ထားရင်ကောင်းလိမ့်မလားတွေးရင်ကျွန်တော်စိတ်ထဲလက်စွမ်းပြခြင်းလာသည်နေပါဦးကျွန်တော်ဘာစလုပ်ရင်ကောင်းမလဲခတိုင်းဆိုဘာကိုဘလို့လှုပ်ဟုသူကညွန်ကြားတာမို့အခုဘယ်ဟာကိုစလုပ်ရမှန်းကျွန်တော်သိချာမသိဝဲလာတော့အထုပ်များကိုတစ်ချက်ဝေ့ကြည့်လိုက်သည် ထမဦးဆုံးမုံလာဦးများကိုမြင်သည်ဟင်အင်းကျွန်တော်မှမုံလာဦးဟင်းရင်မချက်တတ်တာဒါကနည်းနည်းခက်သည်ဆက်ကြည့်မိတော့ငါးထုပ်ကိုမြင်သည်ထိုအခါကျွန်တော်စိတ်ထဲလင်းကနေဖြစ်သွား၏ဟုတ်သည်ငါးကြော်ထားလို့ရတာပဲငါးကြော်တာကဘာမှမခက်အိမ်မမမေကြော်တာရောဒီအိမ်မကိုလိုက်မွားကြော်တာရောကျွန်တော်ခဏခဏမြင်ဖူးထားသည်ပြောရမယ်ဆိုဒဲအိုးတဲ့စီထက်ငါးကိုစားအချို့မို့စနွန်းတို့နည်းနည်းစီထက်ပြီးနဲ့ ပြီးရင်စီဘူးအိုးတဲ့ထဲ့ကြော်ယုံမဲမဟုတ်လားအာရဝန်းတာဖြင့်ဈေးမအသင့်ကြော်နိုင်အောင် ကင်ပေးလိုက်သောငခုများကိုထုတ်ကာရေးဆေး၍ဒဲအိုးတဲ့စီထဲ့ပြီးနောက်ငါးကြော်ဖို့ပြင်ဆင်လိုက်သည်ရင်ထဲမှာလည်းကျုံးဝါမိ၏အိယာကနေခမားနိုးလာတဲ့အခါကျရင်ကောင်းကောင်းမွန်မွန်နဲ့ရတာရှိတဲ့ရတာရှိရှိကြော်ထားတဲ့ကျွန်တော်လက်ရငါးကြော်တွေကိုကြည့်ရင်ခမားကြီးအံ့ဩသွားစီရမယ်ကိုလိုက်ပွားလင်းတာလောက်တော့ငှက်တိုင်းလှပါတယ်လေ နောက်ဆိုကျွန်တော်ကိုကြောင်ချီကောင်လို့ခက်နေနေခေါ်ဖို့ခမကြီးဘယ်တော့မှမကြံစီနဲ့မကြိုးစားနဲ့မအားထုတ်ပါနဲ့တော့စီဘူးလာတော့အခါဒဲအိုးတဲ့သို့ငားတကောင်ထဲလိုက်စဉ်စီဘူးတစ်စက်ကကျွန်တော်လက်ကဝစ်ကိုလာစဉ်ဤအောင်မလေးမျက်စွာဖျားပူလိုက်သည်ဖြစ်ချင်းကျွန်တော်စာတက်သွားသည်ကြံသောငားများကို စီဘူးအိုးတဲ့သို့ထဲ့တော့အခါငားများအားစောစောကလိုလက်ဖြင့်ကင်မထဲတော့ပဲ စတီးရောက်မှအရှိပေါ်တင်က ကိုကိုအနောက်သို့ယိုး၍လှမ်းထဲမိတော်သည်ငါး၆ကောင်လုံးဒဲအိုးတဲ့အောင်မြင်စွာရောက်သွားချိန်တွင်နောက်သို့အသာဆုပ်ကလက်ပိုက်ရက်ကြည့်ရင်ကျွန်တော်ကျေနပ်သွားသည်ဒီလောက်ဆိုအဆင်ပြေသွားပြီငါးကြော်ချင်းကိစ္စပြီးမြောက်အောင်မြင်စေဖို့ရာအတွက်တိုင်းပြည်တစ်ဝက်လောက်ကိုကျွန်တော်နင်းထားနိုင်ခဲ့ပြီဟုပြောခြင်းပြောလို့ရနေခဲ့ပြီမဟုတ်ပါလားခဏစောင့်ကြည့်နေလိုက်သည်ပြီးမှသတိရလာ၏ ဟုတ်သားပဲငားများကိုတစ်ဖက်နဲ့တစ်ဖက်အကြက်ညီသွားအောင်ဟိုဘက်ဒီဘက်လှန်ပေးရအောင်မှမဟုတ်ပါလားဒါကိုကျွန်တော်မြင်ဖူးထားသည် သို့တော်လဲဒေအိုနာတို့ကျွန်တော်မကက်ရဲစီပူတွေကတဖောင်းဖောင်းထားပေါက်နေကြတာမို့ပင်ဖြစ်၏ဒီစီပူတွေကိုဘလို့နီးနေများကျွန်တော်ကာကွယ်နိုင်ရပါမလဲရုတ်တရက်အကြံရလာ၏ကျွန်တော်အိတ်ခမ်းထဲသို့ချက်ချင်းပြေးဝင်ခဲ့သည် နောက်အခန်းတောင်မှကိုလိုင်ဘွားဤတငယ်ချင်းထားခဲ့သောစက်ကူဝုံအဟောင်းကြီးအားမှွေနောက်ကမျက်စိတဲတွေ့ထားမိသောပစ္စည်းများကိုခဏကြာရှာယူ၍မှန်ရှိတွင်ကြာနာတတ်ဆင်သည်ပြီးနောက်ကျွန်တော်ဝင့်နေကြမိုးကအင်ကြီးနဲ့ရောင်အရှိကြီးကိုဝစ်သည်နောက်မှန်ထဲတွင်ကို့ပြင်ဆင်မှုကိုဒစိမ့်စိမ့်ပြန်ကြည့်မိ၏ထိုစဉ်မိဖို့ကြောင့်မှတူးနန်းကိုရ၏ဖျားရီကျွန်တော်ပြစ်ထားခဲ့သောငါးကြော်ဦးတော့တူးပြီထင်ပါသည် ဇောနဲ့မိဖို့ကြောင့်တို့ဖို့ရဖားရဖြင့်ကျွန်တော်ပြန်ပြေးသည်တဲဦးထဲမှာစီငွေတွေလှိုင်းလိုင်းဝေခဲ့လေပြီ စီဘူးကာယံဝစ်ဆောင်ပြေဖြစ်သွားပြီမို့စတီးရောက်မှအပြားလေးဖြင့်ငါးများကိုတဖက်လံမှုစူးစမ်းမိ၏သို့သောလွယ်လွယ်နှင့်မရကတ်နေ၏အားဆိုင်ကကလော်မိတော့တချို့ငါးများကနှစ်ပိုင်းစူးသွားကြလေတော့သည်ဟာညှော်လာကြည်လားဟေ့မိဖို့ထဲမှာဘာဖြစ်နေရလဲအင်ရှိမကိုလိုင်ဘွားဤအိတ်ချင်မူတူအော်တန်ကြီးကိုကြားလိုက်ရသည် ကျွန်တော်ယင်ထိတ်သွားသည်သူမနိုးခင်ပြီးအောင်ကြောမဲ့အားခဲထားကမှဒီလူကြီးနိုးလာပြီထင်သည်အတန်ပြန်မပေးမိပဲလုံမိလို့ရဖြင့်ကြံငါးများအားခက်သွက်သွက်လှမ်းပြီးတော့ကြိုးကြေကုန်ကြပြန်လေပြီသွားပြီကျွန်တော်ငါးကြော်များသည်ငါးကြော်ယုံမပေါက်တော့အားလုံးဒီပါမဲတူးကပုံပြက်ပန်းပြက်ပုံစိုးပန်းစိုးတွေဖြစ်ကုန်ကြလေပြီမိဘခန်းထဲမှအတန်ပြန်မကြားရ၍ထင်သည်နောက်ဖေးဘက်သို့လျှောက်လာသောကိုလိုင်ဘွား၏ခြေတံနှင့်အတူချက်ချင်းဆိုသလိုပင် မိဖို့ခန်းဝါမှသူ့အတန်ကိုပါကြားလိုက်ရသည်ဟေ့ကောင်ဘာတွေလုပ်နေရလဲတိမ်လုံးညော်နဲ့တွင်မှုန်ထူနေအောင်လို့ဒေအိုအားမိပိတ်၍တခိုးလူမိသလိုပြပြသလဲဖြင့်ကျွန်တော်လှည့်ကြည့်လိုက်ဤထိုအခါကိုလိုင်ဘွားကအောင်မလေးပြဟုအထိတ်တလန့်အော်ကမိဖို့ခန်းဝါမှနောက်သို့ခုံဆုပ်လိုက်ဤချစ်ကျွန်တော်မိဖို့ဆောင်ထက်တဆင့်မြင့်သောအိမ်ကပန်းနဲ့သူဆုပ်လိုက်သောခြေပနောက်တစ်ဖက်သို့မိတ်ဆက်သွားမိကဟန်ချက်ပြက်၍ကြမ်းမြင်ပေါ်သို့နောက်ပြန် ထင်ထိုင်လျက်သားလဲကျသွား၏ဒါတင်မကသည်နဘေးတွင် ထောင်ထားသောအယိုးရှိတပြက်စီကသူ့အပေါ်ပြိုလဲကျ၍နဘူးနှင့်တောက်ခနဲမိတ်ဆက်သွားကြသေးသည်ကျွန်တော်မထိန်နိုင်တော့ပဲအော်ရင်မိတော့သည်ထိုအခါကိုလိုက်မွားကနှစ်ဖူးကို လက်တစ်ဖက်ဖြင့်အုပ်ရင်းဆွေကနေခုံထကဟိတ်ကောင်တင်ခမင်းတင်ခမဟုတ်လားဟုတ်တယ်လေဟိတ်ကိုရဘာဖြစ်လို့လဲ အရေရက်ကပုံမှန်သမျှကျွန်တော်ဖြေလိုက်တော့လေကိုလိုင်ဘွားကကျွန်တော်အနည်းသို့အပြေးလေးလာ၏အနားရောက်ရောက်ချင်းကျွန်တော်တင်မအားခက်ဆဆလေးပိတ်ကန်သည်နည်းနည်းရှက်သွားပုံလဲရ၏နနက်ခင်ကြီးတရေပုံမျက်နှာဖုံးကြီးနဲ့မျက်မှန်အမဲကြီးတက်မိုးကအင်းကြီးအနက်ကြီးဝစ်ပြီးမိဖို့ကြောင့်နဲ့မင်းဘာဝင်လုံနေတာတော့ဝင်ငါမှဖြင့်ရုတ်တရက်တွေးလိုက်တော့လန့်သွားတာပဲပြီးတော့မိဖို့ကြောင့်နဲ့မှညှော်နှံ့တွေကလည်းမှွန်ထူလို့ဘာတွေဖြစ်နေတာတော့ပြောစမ်းသူ့အတန်ကခါဟောက်ဟောက်အတန်ထို့ပြင်ကျွန်တော်နောက်ကျောမ လူလုံးမလာတော့သောငါးကြော်တဲအိုးကိုလည်းလှမ်းကြည့်လိုက်သေး၏သူမမြင်နိုင်အောင်ကိုဖြင့်မတိမတားလေးကာကွယ်ရင်းအကိုနိုးရင်ပင်မမှဆိုလို့ကျွန်တော်ကငါးကြော်ထားနေမလို့လုံနေတာဒါဆိုဒီတရေမျက်နှာဖုံးတွေမျက်မှန်မဲကြီးတွေမိုးကအင်ကြီးတွေကောဘာလို့ဖို့ဝှထားရတာလဲ Halloween Day ဆိုတဲ့တရေများနေ့ကငါတို့မြန်မာပြည်မှာခက်လဲမစားသေးပါဘူးပြီးတော့သူကအောက်တိုဘာ31ရက်နေ့မှာဟာကိုလိုင်ဘွားလေတံကနည်းနည်းတော့ပျော့သွားသည် ကိုထင်ရကိုဆိုင်ခဲ့တာမို့အပြစ်ရှိသူပြီးပြီးမဝင့်မရဲတဲ့လေးဖြင့်ကျွန်တော်ပြန်ဖြေလိုက်မိ၏ငါကြော်တာကစီရီအရန်ပေါက်တယ်လေအဲ့အနဲ့စီဘူးလောင်မှဆိုလို့အကာအွယ်အနေနဲ့ဒါတွေကိုဝစ်ထားတာကိုရကိုလိုင်ဘွားကရေကျင်သွားပုံရသည်လက်ခနဲပြုံးသည် နောက်ချက်ချင်းပြန်တီသွားကဒါတွေကုံတော့အခုမြန်မြန်ချွတ်လိုက်စမ်းဆောဆောစီစီကြက်တည်းမရှိဘူးဒါနဲ့နေပါအောင်မင်းကဒီမျက်နှာဖုံးတွေပါတွေကိုဘယ်ကရလာတာလဲဟိုး အကိုတငယ်ချင်းခြံထားခဲ့တဲ့တူလီမိုလီစက်ကူပုံးတဲ့ကထားပါတော့လေအဲ့လူကလည်းဘာဖြစ်လို့များဒီလိုကြက်တည်းမရှိတဲ့မျက်နှာဖုံးမျိုးကိုဝယ်ပြီးအိမ်မှာထားတယ်လည်းမသိပါဘူးပိတ်ဆံငါကိုမျက်နှာဖုံးနဲ့မျက်မှန်အမဲကြီးအားချွတ်၍ကိုလိုင်းဘွားပြန်ပေးရင်မျက်တောင် ပုတ်ခတ်ပုတ်ခတ်ဖြင့်စင်စင်ဆာဆာကျွန်တော်ပြောလိုက်သည်ဒါတကြံတွေပါရီလေတုံးကသူ့ဝယ်ထားတာဖြစ်မယ်ကိုတိတ်ဆန်းမင်းကိုမင်းရှာလောက်အောင်များမှတ်နေသလားနေစမ်းပါအောင် ငါးကြော်ဆိုတာကရောဘာမှလဲဒီမှာပါကိုညောင်နန္ဒာဖြင့်ပြန်ပြောရင် ကိုနှင့်ကြွယ်ထားသောဒေအိုအားကိုလိုင်ဘွားကြည့်စီလိုက်ရလေတော့ဤကိုလိုင်ဘွားကဒေအိုကိုတစ်ချက်ကဲကြည့်ကမျက်နာကြီးရှုံ့မဲ့သွားသည်မပြတ်လဲခံနိုင်ရူးလားကျွန်တော်ငါးကြော်ကဖျားစုငါးကြော်ပါလို့ချိန်ပြောရမယ့်အမျိုးအစားဖြစ်နေတာမို့ပင်သည်သို့တော့ကျွန်တော်မျော်လင့်ထားသလိုအလကားကြောင်ချီးကောင်ဟုထောပနာပြု၍မစူပါ ထို့အစားသူ့အားကူညီချင်တာမှစဉ်းစားမိသွား၏ထင်သည်လေတံပျော့ပျော့ဖြင့်တက်ပြင်းချရင်နောက်တစ်ခါမလုံနဲ့ငါဘာသာငါချက်မယ်မင်းဆက်ချက်ရင်အိမ်မဲမီးလောင်မလားမင်းမဲရုပ်ပြက်စင်းပြက်ဖြစ်မလားပဲခုပြောသည်ထို့ကြောင့်ကျွန်တော်အားတက်သွားသည်မျက်နှလုံးမျက်နှာဖြင့်ပြပြတလဲပြောလိုက်သည်အခုအတွက်ကျွန်တော်မဟင်ကားဝယ်လာတယ်မျက်နှာတက်လေစားဖို့ကျွန်တော်အစင်သင့်ပြင်ထားလိုက်မယ်မစားသေးဘူးပြီးမှပဲစားမယ်ဩ မင်းအခုငါနဲ့အိမ်ရှိကိုခဏလိုက်ခဲ့အောင်ဘာလို့မလို့လဲကိုရှာမရှိစမ်းမှာနဲ့ကွာငါနရင်ပိတ်အုပ်လိုက်ရကျွန်တော်ဇက်ပူသွားသည်ထို့ကြောင့်အထုံးမတက်ရဲတော့ပဲသူ့နောက်မှလိုက်ခဲ့ရတော့ဤအိမ်ရှိခန်းအရောက်တွင် ကိုလိုက်ဘွားကသူ့ပကြီဆွဲရဇပွဲနားမှပလတ်စတစ်ဖိုင်လေးကိုယူသည်နောက်ထိုအထဲမှဆောင်ရွက်တရွက်ကိုထုတ်ကကျွန်တော်အားကမ်းပေးလာသည်။ဘာလဲအကို ။ဆာရွက်လေးအားလှမ်းယူရင်မကြည့်သေးပဲနားမလည်နိုင်စွာဖြင့်ကျွန်တော်မေးလိုက်သည်။ကိုလိုင်ဘွားကခေါင်းတစ်ချက်ညှင့်ရင်းတချင်းဆိုပြိုင်ပွဲအတွက်ရုပ်တံလိုင်းကခေါ်တဲ့လျှောက်လွား။မင်းတို့ငါမိတ်ဆွေတယောက်ကိုဝယ်ခိုင်းထားတာပဲ။ဆိုတော့ဖြစ်ချင်တယ်ဆိုပြီးအိမ်မှာဂီတာတီးပြီးတချင်းဆိုနေုံစပွဲထိုးလုံနေုံနဲ့မင်းဘာမှဖြစ်လာမှာမဟုတ်ဘူး။အဲ့တော့ဒီပြိုင်ပွဲကိုမင်းသွားပြိုင်။သူက1 2 10ဝင်ရင်အခွေထုတ်ပေးမှာတဲ့။ ီးတော့စုကြေးငွေတွေကိုလည်းထိုက်ထိုက်တန်တန်ပေးတယ်လို့ငါကြားမိလို့မင်းတွေစီစဉ်ထားလိုက်တာညတော့ငါပကြီးဆွဲရင်ဇံဝင်ပြီးမင်းကိုပြောဖို့ငါမေ့သွားလို့ကျွန်တော်ရင်ထဲတလက်လက်ဖြစ်လာသည်ရှောက်လွာစာရွက်လေးကိုကင်ထားသောလက်တို့လည်းအံ့ဩဝမ်းသာမှုတို့ကြောင့်လားမသိတဇက်ဇက်တုံရင်လာမိ၏ဒါဒါဒါဆိုအချိန်နေရခိတခဏငုတ်ရှိုးနေခဲ့ရသည် ကျွန်တော်ဝါသနာတို့နိုးထခွင့်ရခဲ့ပြီလားကြည်စံ အခုတော့အနာကက်မျောလင်းချက်လမ်းမရဲ့ရောင်နေဦးကိုကျွန်တော်ခက်ရေးရေးလှမ်းမျောကြည့်နိုင်တော့မှာပေါ့။ဘာရဲမဟုတ်ပဲကျွန်တော်မျက်ရည်ဝဲလာသည်။တကူလုံးမှသွေးတို့သည်လည်းပူနွေးစုပွက်လာကြရသည်ထင်မိ၏။ကျေးဇူးတင်ခြင်းများစွာဖြင့်ကိုလိုင်ဘွားအားကျွန်တော်လှမ်းကြည့်လိုက်သည်။သို့တော့သူကကျွန်တော်ကိုကြည့်မနေခဲ့ပါ။ဗကြီးစပွဲနားရှိ သူ့စလိတ်ခွက်ထဲမှဆေးဘော်လေးတူတူအားကောက်ယူ၍စူးစမ်းပန်းစားမင်းညိနေခဲ့လေ၏။ဟုတ်ကဲ့ပါရှင် စောက်လေးကိုဒီမှာပဲခေတ္တခဏကျန်းနာလိုက်ပြရစီနော်။နောက်စဉ်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးများ í တင်ပါတယ်ရှင်။ကျမ်းမာဘေးကင်းကြပါစေ။